အလုံးမဲ့ကျေးဇူးတော်မင်္ဂလာပါ။နှုတ်ကပတ်တော်ကိုအချိန်နှဲငယ်ယူပြီးကျွန်တော်တို့အတူတူကဆင်ခြင်ကြည့်ကြဖို့ဖြစ်ပါတယ်။ဒီပြေဩဝါဒစာအခန်းကြီး၄ပိုင်ငယ်၁ကနေကျွန်တော်တို့၃မှာပါတဲ့အကြောင်းအရာလေးကိုအတူတူကဆင်ခြင်ကြည့်ကြဖို့ဖြစ်ပါတယ်။အဲ့တော့ဒီဒီပြေဩဝါဒစာအခန်းကြီး၄ကိုကြည့်တဲ့အခါမှာဥပမာပေးနှစ်ခုကိုသူကဖော်ပြတယ်။နံပါတ်၁တော့တမဟောင်းဣတရလူမျိုးတော်တွေရဲ့အဖြစ်အပျက်ကိုဖော်ပြတယ်။နံပါတ်၂တော့ တခင်ယေရှုခရစ်တော်အားဖြင့်အမှုပြီးစီးခြင်းပေါ့နော်ဒါကြံသေးတယ်ဆိုပြီးမှဒီနှစ်ခုကိုဒီဘောရာဩရစာအခန်းကြီး၄ထဲမှာရှင်သွဲဖော်ပြအဲ့တော့ပထမဥပမာဆိုတော့သူတို့ကဣတရလူမျိုးတွေကိုတိုက်ရိုက်ညွန်းတယ်အဲ့တော့ဓမ္မဟောင်းကာလမှာအာဗြဟံအားဖြင့်ဘုရားခင်ကဂတိတော်ပေးတယ်အဲ့ဒီဂတိတော်ကပြင်ဆင်နှင့်ပြီးသားဖြစ်တယ်အဲပြီးတော့မောရှိအားဖြင့်လည်းဆက်ပြီးမှအဲ့ဂတိတော်ကိုအကောင့်တွေဖော်ဖို့အတွက်ဘုရားခင်ကပြန်ခတ်အပြန်နဲ့မောရှိအားဖြင့်လည်းသူတို့ကအဲ့ဒီအရာတွေကိုခဏခဏကြားတယ် ကြားရပေမဲ့လည်းအဲ့ဒီကြားရတဲ့တရားစကားကိုလက်ရှိအခြေအနေလက်ရှိဖြစ်ပြနေတဲ့အရာနဲ့နိုင်ရှင်ကြီးတဲ့အခါမှာစန့်ကျင်ဘက်ဖြစ်တယ်လို့ခံစားရတာပေါ့သူတို့ကအဲ့ဒီခါကျတော့မယုံကြည်နိုင်ဘူးလက်မခံနိုင်ဘူး စိတ်မချနိုင်ဘူးဆိုတဲ့ပြဿနာမျိုးသူတို့မှာဖြစ်တယ်။ဒါကြောင့်ကြားရတော့သူတို့ထင်တဲ့ယုံကြည်ခြင်းနဲ့မယောနောသောကြောင့်အကျိုးကိုမပေးဘူးတဲ့ဣတရလူမျိုးတွေကကြားရတဲ့တရားစကားခဏခဏကြားနေရတယ်။သူ့လူတွေအားဖြင့်ခဏခဏပြောတယ်။ဒါပေမဲ့ယုံကြည်ခြင်းနဲ့မယောနောတဲ့အခါကျတော့သူတို့ရဲ့အတ္တထဲမှာအကျိုးမဖြစ်တဲ့ပြဿနာမျိုးရှိတယ်လို့ဒီပေဩဝါဒစာမှာကျွန်တော်တွေ့ရတယ်ဆိုတော့ဒီနေရာမှာဆင်ခြင်စရာပါလဲဆိုတော့ကြားတဲ့တရားစကားကိုယုံကြည်ခြင်းနဲ့မယောနောတဲ့အတွက် အကျိုးမပေးဘူးကြားတာတွေတော့များနေမယ်ဒါပေမဲ့လည်းကြားတဲ့တရားစကားတွေအမြင်နေရတဲ့အရာတွေအားလုံးကိုယုံကြည်ခြင်းနဲ့မယောနှောရင်တော့ဣတရလူတွေကိုအကျိုးမဖြစ်ဘူးဆိုတဲ့အစဉ်ချင်းစရာတွေ့ရတယ်အဲ့တော့အဓိကအဖြစ်ပြောရမယ်ဆိုရင်ဘယ်လိုပြဿနာမျိုးလဲလို့ပြောရင်မသက်ခန်းကြီး73ပိုက်ငန်း27မှာပါတယ်စိတ်နှလုံးမှာအမြင့်မဆွဲတဲ့ပြဿနာမျိုးစိတ်နှလုံး၌အမြင့်မဆွဲခဏတာတီးတစ်ဖြစ် တရားစကားကြောင့်အမှုခင်းနဲ့ညင်းဆဲခြင်းကိုခံရသောအခါချက်ချင်းဖောက်ပြန်တတ်သည်ဟုဆိုလိုသည်တဲ့အဲ့တော့ဒီဟာကတော့ကြောက်ပေါ်မှာကြတဲ့မျိုးစေ့ခြင်းချင်းတရားစကားကိုတော့ဝမ်းမြောက်စရာခံယူပေမဲ့တဲ့စိတ်နှလုံးမှာအမြင့်မဆွဲတဲ့အခါကျတော့အဲ့ဒီတရားစကားကြောင့်ပဲအမှုခင်းနဲ့ညင်းဆဲခြင်းတွေကြုံရတဲ့အခါမှာချက်ချင်းဖောက်ပြန်အဲ့တော့ဒီစကလုံးနဲ့ဟေပြေအော်ရာစာမှာပါတဲ့ယုံကြည်ခြင်းနဲ့မယောနှောရဲဆိုတဲ့စကလုံးဟာအတိတ်ပဲအလားတန်တူကြားခြင်းပေါ်မှာဝမ်းမြောက်တယ်ဆင်ခြင်ရခြင်းပေါ်မှာဝမ်းမြောက်တယ်မြင်ရခြင်းပေါ်မှာဝမ်းမြောက်တယ်နှုတ်ဘတ်တော်ခံယူရ တာကိုဝမ်းမြောက်တယ်။နှုတ်ကပတ်တော်ကိုဥဋ္ဌိထားတဲ့နေရာမှာဝမ်းမြောက်တယ်။နှုတ်ကပတ်တော်စီးပူးခြင်းအရာမှာဝမ်းမြောက်တယ်။သို့တော်လည်းအဲ့ဒီစီးပူးတာတွေအဲ့ဒီဥဋ္ဌိထားတာအဲ့ဒီခံယူတာတွေအားလုံးကစိတ်နှလုံးမှာအမြင့်ဆွဲဖို့လိုတယ်။အဲ့ဒီစိတ်နှလုံးမှာအမြင့်မဆွဲရင်အမြဲတမ်းကြားနေတဲ့နှုတ်ကပတ်တော်ခံယူနေတဲ့လေ့လာနေတဲ့စီးပူးနေတဲ့ဖြစ်နေပေမဲ့လည်းရုပ်တရက်တစ်ခုခုစစ်ဆေးခြင်းစုံစမ်းခြင်းတွန့်တိုက်ခြင်းတွေအစင်မပြေခြင်းတွေကြုံလာတဲ့အခါမှာချက်ချင်းဖောက်ပြန်သွားတယ်အဲ့တော့အဲ့လိုမျိုးတံတန်မျိုးကိုကျွန်တော်ပတ်ဝန်းကျင်မှာအများကြီးတွေ့ရတယ်။ဖះဖះလို့ပြောနေတဲ့ရံဝန်းမှာ လက်ကာယာလက်ကာယာဖြစ်သွားတာမျိုးတွေပေါ့ဘုရားတရားမှာအရင်ကြီးညိုတယ်အရင်လိလာတယ်အရင်လိုက်စားနေပါလက်နဲ့ဘာဖြစ်လို့သူတို့ရဲ့အသက်တာထဲမှာဒီလိုဖြစ်တာလဲဒီလိုလူကြီးတောင်ဒီလိုချုပ်လဲတယ်နော်ဆိုတာကျွန်တော်တို့ကြားဘူးလိမ့်မယ်အဲ့ဒါကဘာလဲဆိုရင်စိတ်နှလုံးမှာအမြင့်မဆွဲတဲ့ပြဿနာ ဣတိရလူမျိုးမှာလည်းအဲ့ဒါဘုရားရှိပါလဲနဲ့ဂတိတော်ရှိပါလဲနဲ့သူတို့ရဲ့အတ္တတာဟာကျုံမဖြစ်တဲ့အတ္တတာမျိုးကျုံရတာပေါ့ဒါကြောင့်နှုတ်ကပတ်တော်ကိုအမြဲတမ်းဥထိတ်ထားတာနှုတ်ကပတ်တော်ကိုကြားနာခြင်းတာကောင်းလားဆိုကောင်းတယ်ဒါပေမဲ့စိတ်နှလုံးမှာတော့အမြင့်ဆွဲရမယ်တချို့တွေကြတော့နှုတ်ကပတ်တော်ကိုဝမ်းမြောက်စွာဝမ်းမြောက်တဲ့စိတ်နဲ့ခံယူတယ်ဒါပေမဲ့စိတ်နှလုံးမှာအမြင့်မဆွဲဘူးစိတ်နှလုံးမှာအမြင့်မဆွဲတဲ့အခါကျတော့ဘာပဲကြုံကြုံလဲကြတယ် အသက်သာဖောက်ပြန်တချို့ကနှုတ်ဘက်တော်ခံယူတဲ့စိတ်အားကြီးအမြဲတမ်းဆာငတ်တယ်ကောင်းလားဆိုကောင်းပါတယ်ဒါပေမဲ့စိတ်နှလုံးမှာအမြင့်ဆွဲရမယ်တချို့တွေကြတော့နှုတ်ဘက်တော်ခံယူပြီးနှုတ်ဘက်တော်ကသူ့ရဲ့နှလုံးသားမှာအမြင့်မဆွဲဘူးဘာပဲဆွဲလဲဆိုဆရာပဲဆွဲသွားတာနှုတ်ဘက်တော်အမြင့်ဆွဲမှာအကျိုးရောက်မှာဒါပေမဲ့ပုတ်ကိုဆွဲဆရာဆွဲဆွဲသွားရင်တော့အဲ့ဒါကျွန်တော်တို့တွေယုံကြည်ခြင်းနဲ့မယောနောတဲ့ပြဿနာကျွန်တော်တို့ထဲမှာစဖြစ်လိုက်အဲ့လိုဖြစ်လာရင်အခြေအနေတစ်ခုခုကြုံလာတဲ့အခါမာသွားနိုင်တယ်ဖောက်ပြန်သွားနိုင်တယ် အချို့ကြတော့နှုတ်ကပတ်တော်လိလာစီးပူးတဲ့နေရာမှာအရန်စိတ်အားထက်တန်တယ်။ဝမ်းမြောက်စွာလိလာခြင်းနဲ့ဝမ်းမြောက်စွာခံယူတယ်။ဒါပေမဲ့စိတ်နှလုံးမှာအမြင့်ဆွဲပါစေ။အချို့ကြတော့နှုတ်ကပတ်တော်ခံယူပြီးနှုတ်ကပတ်တော်အမြင့်မဆွဲဘဲနဲ့ဇာတိတဘောမှာအမြင့်ဆွဲတယ်။အာငါတိငါတက်ဖြစ်လာတာပေါ့။အဲ့တော့တလောကလုံးကအလွယ်ကိုတယောက်တည်းမှန်တယ်ဆိုတဲ့ stand ကသူ့အတက်တာထဲမှာအမြဲတမ်းစကလုံးတွေထဲမှာမျက်နှာတွေထဲမှာအမြဲတမ်းတွေ့ရတယ်။ဒါကြောင့် ညာငါထောင်လွှားစီတတ်တဲ့မေတ္တာကတိဆောက်တယ်ဇာတိတဘောထဲမှာအမြင့်ဆွဲပြီးထောင်လွှားသွားရင်တော့တည်ချတယ်ဘုရားခင်မနစ်တက်တဲ့မျက်နာထဲမှာအဲထောင်လွှားတဲ့မျက်နာတပါးပါတကယ်တော့နှုတ်ကပတ်တော်စီးပူးခံယူရဲဆိုတော့ကိုယ့်ရဲ့အတ္တသားထဲမှာတိဆောက်ဖို့ပြည့်သူတပါးတွေကိုကိုယ့်ရဲ့အတ္တသားအဖြစ်အလင်းပေးပြီးသူတပါးရဲ့အတ္တသားကိုပြန်တိဆောက်ဖို့ဖြစ်တယ် ဒါပေမဲ့နုကပတ်တော်အမြင့်မဆွဲတဲ့အခါဇာတိတဘောပဲရောက်သွားတဲ့အခါကျတော့ခွဲခြားဆက်ဆံတာတွေထောင်လာတာတွေအဲနေနာတွေစတဲ့ပြအဲ့ဒီအပိုင်းတွေရောက်လာတဲ့အခါမှာတိဆောက်တဲ့ဘက်ကမရောက်တော့တိဆောက်တဲ့ဘက်ကမရောက်တဲ့အခါကျတော့အဲ့ဒီမှာစိတ်နှလုံးမှာအမြင့်မဆွဲတဲ့အတွက်တရားစကားရဲ့အကျိုးဟာကြားနေပါလဲနဲ့ခံယူနေပါလဲနဲ့ဆင်ခြင်နေပါလဲနဲ့အဲ့ဒီနုကပတ်တော်မျိုးစည်းနဲ့ဆန့်ကျင်ဘက်အတီးအပွင့်နေတာသူ့ရဲ့အတ္တတိုင်းမှာတီးပွင့်လာတယ်။တနည်းအားဖြင့်ဘောရှာတိလို့ခေါ်တာပေါ့။ဘုရားတရားရဲ့ဝင်းမှာရှိနေပေမဲ့ဘုရားတရားနဲ့ဆိုင်တဲ့အတီးပွင့်နေမတွေ့ရတဲ့ သဘောတဘာဝမျိုးဘုရားတရားရက်ဝန်းမှာနေနေပေမဲ့ဘုရားတရားနဲ့ဆိုင်တဲ့အေးမြခြင်းတွေကိုပဝန်းခြင်းမှာကိုနဲ့ထိတွေ့ဆက်ဆံတဲ့ပဝန်းခြင်းမှာအဲ့ဒီအေးမြခြင်းမျိုးသူ့ရဲ့အတ္တအပြင်မစည်းစင်းလာတာမျိုးမြန်မြန်တွေ့ရတာမျိုးဖြစ်ဒါကအလင်းလင်းတဲ့အတ္တလို့ပြောလို့မရအောင်ဒါကစုပင်လို့အတ္တစုပင်ဆိုတာကထိတွေ့တဲ့အတိုင်းကိုအနာတရားဖြစ်စေတာကြီးပဲဒီနေ့ဘုရားခင်ကကျွန်တော်တို့ကိုအပြည့်ဩဝါဒစာအခန်းကြီး၄အဖြစ်ပြောတယ်ကြားနာရသောတရားစကားကိုယုံကြည်ခြင်းနဲ့ယုံတော်တယ်ဒါမှမဟုတ်ဆိုရင်စိတ်နှလုံးမှာအမြင့်ဆွဲတယ် လောကဘတော်ကိုတင်းပြချက်ဖြင့်ဆင်ခြင်နှလုံးတွင်းပြီးအတ္တတာကိုတိဆောက်ခြင်းဟာကျွန်တော်တို့ရဲ့အတ္တတာကိုအလင်းဖြစ်စေမှာဖြစ်တယ်။စူးဖြစ်စေမှာမဟုတ်။ဒါကြောင့်ဆင်ခြင်နှလုံးတွင်းတဲ့နေရာမှာကိုယ့်ရဲ့အတ္တတာအတွက်တတိပြုစရာဖြစ်တယ်။ယုံကြည်ခြင်းနဲ့ယုံတော်ဖို့လိုလဲစိတ်နှလုံးမှာအမြင့်ဆွဲဖို့လိုလဲဆိုတဲ့တစ်တစ်ချက်ကိုကျွန်တော်တို့ဆင်ခြင်စရာဖြစ်ဟေဘေဩရစာအခန်းကြီး၄မှာတွေ့ရတယ်။ဒုတိယတစ်ချက်ကဘာလေးဆင်ခြင်စရာရှိလဲဆိုရင်ပိုက်ငယ်၃မှာငါတို့မူကားယုံကြည်သောသူဖြစ်၍ဘုရားသခင်ချမ်းသာတဲ့သို့ဝင်ရကြ၏တဲ့။ထို့သောနှင့်အညီဗျာဒိတ်တော်ဒီကတင်တို့ဒီတဲ့ငါဤ ချမ်းသာတဲ့သူမဝင်ရကြဟုအမျက်ထွေငါကျိန်ဆိုသည်ဟုလာတည်းချမ်းသာဟုဆိုသောကဘာဥကအမှုအရာတို့ကိုပီးစီ၍ညင်ဝတ်တော်မူရာချမ်းသာဟုဆိုတည်းအမှုအရာတို့ကိုပီးစီ၍ညင်ဝတ်တော်မူရာချမ်းသာသူကတမဟောက်ကာလအကြောင်းကိုပြောတယ်ခန္ဓာပြီမှာဝင်ရတဲ့မျိုးဆက်ကိုကြည့်တဲ့အခါမှာအေကုတ်တုကနေ ထွက်လာတဲ့သူတွေအလုံးဟာအများနဲ့ညီးသွားတယ်အများနဲ့နိုင်ရှင်စံစားတယ်အများနဲ့ဘုရားခင်ကိုစုံစမ်းစစ်ဆေးတယ်ဒါကြောင့်တောမှာလဲပြီးအဲ့ဒီ generation နဲ့အလုံးတည်တယ် generation အစ်စ်ဖြစ်တဲ့ဂန္ဓရထဲမှာဖခင်ရဲ့လက်တော်ပဲမြင်ပြီးမှကြီးလာတဲ့ဒီမျိုးဆက်ကတော့ခန္ဓာပြည်ဝင်ရတယ်။အဲ့တော့ဟိုဘက်ကအေဂုတုရဲ့အရေးမွန်ပါလာတဲ့သူတွေကမယုံကြည်ခြင်းနဲ့အမြဲတမ်းဖခင်ခင်ကိုစုံစမ်းတယ်။ဒါပေမဲ့ဖခင်ရဲ့လက်တော်ကိုတွေ့ပြီးကြီးပင်းလာတဲ့သူတွေကတော့ယုံကြည်ခြင်းနဲ့ရှေ့ဆက်တယ်ယုံကြည်ခြင်းနဲ့ယောနောတယ် ဒါကြောင့်ယုံကြည်တဲ့သူကချမ်းသာတဲ့ကိုဝင်ရပြီးမယုံကြည်တဲ့သူကဘုရားသခင် ပြင်ဆင်နှင်ပေးပြီးသားအရာကိုခံစားစရာအကြောင်းမရှိဘူးဆိုတော့အဲတမဟောင်းကိုးကားချက်လေးကိုဒီနေရာမှာကျွန်တော်တွေ့ရမှာဖြစ်တယ်။အဲ့တော့သကလုံးလေးကအမှုပီးစည်း၍အဲ့တော့တမဟောင်းကာလရဲ့ဥဒေတာကိုကြည့်တဲ့အခါဣတရာလူမျိုးတွေအတွေ့ဘုရားသခင်ရဲ့ဂရုတော်ကပြင်ဆင်ပြီးသားဖြစ်တယ်ပေါ့နော် ပြောပြီးသားဖြစ်တယ်ခံနံပြီးကိုပေးမယ်လို့ပြောပြီးသားဖြစ်တယ်ဆိုတော့အပိုင်ငယ်တုံးကြည့်တဲ့အခါအချက်နှစ်ချက်လောက်ကျွန်တော်တို့စဉ်းစားရမှာပေါ့နော်အဲ့တော့ contact တစ်ခုလုံးကိုကျွန်တော်တို့ဖတ်တဲ့အခါမှာတော့ကေတင်ချင်းနော်ကေတင် ခြင်းအပိုင်းကိုလည်းကျွန်တော်တွေ့ရတယ်ခရစ်တော်အားဖြင့်ဆိုတော့နံပါတ်၁ကပြင်ဆင်နေပြီးသောအရာဒုတိယတော့ကယ်တင်ခြင်းပေါ့ဘုရားခင်ရဲ့ပြန်လည်ပြင်ဆင်ခြင်းနဲ့ကယ်တင်ခြင်းပေါ့အဲ့ဒါကတော့အေဝံဂေလိတရားလဝါကတိုင်တရားပေါ့အောက်ကိုကြည့်တဲ့အခါမှာခရစ်တော်အားဖြင့်ယဉ်ဝချင်းချမ်းသာဆိုတာကိုဆက်ပြောတာပေါ့ဆိုတော့ဓမ္မဟောင်းဆိုတဲ့ပြင်ဆင်နေပြီးသောဂရီတော်အကြောင်းကိုနည်းနည်းလေးစဉ်းစားကြည့်ကြတာပေါ့ဣတလူမျိုးတွေအတွက်ဘုရားခင်ကကြိုပြီးပြင်ဆင်ထားတယ်ခန္ဓာပြည်ကို ပေးမယ်အဲ့ဒီခန္ဓာပြည်ကိုတွားဖို့အတွက်ကိုဘုရားခင်ကသူလူတွေကိုရွေးချယ်တယ်လံကြီးတစ်လျှောက်ပို့ဆောင်တယ်အခြေ ြေအနေတွေအမျိုးမျိုးတော့တွေ့ရတယ်ဒါပေမဲ့ဖျားပေးတဲ့ဂတိတော်ပြင်ဆင်ထားတဲ့ခန္ဓာပြီကကြိုပြီးရှိပြီးသားပေးပြီးသားဒါပေမဲ့အဲ့ဒီပေးပြီးသားခန္ဓာပြီကိုတွားဖို့လန်ခီတလျှောက်လုံးမှာတော့သူတို့နားလည်ထားတဲ့ဖျားစကားနဲ့ဆန့်ကျင်ပဲဖြစ်တဲ့အခြေအနေတွေသူတို့တွေ့ကြုံရတယ်ဒါကြောင့်ဆာလံကျမ်းအခန်းကြီး၈ပိုက်ငယ်30မှာဘုရားရှင်စီရင်တော်မူသောအမှုဒီစုံလင်ဤသာရဘုရားဤတစ္ဆာတော်ဒီအစစ်ခံ၍တည်ဤ ခိုလုံတော်သူအပေါင်းတို့ဒီအကွဲအကာဖြစ်တော်မူ၏အဲ့တော့ဣတရလူမျိုးတွေကဘုရားသခင်ရဲ့ညင်ဝတ်ချင်းချမ်းသာလို့ပြောတဲ့အခါမှာဘုရားခင်ပြင်ဆင်နေမိသားတဲ့ဂရိတော်တွေကရှိတယ်ဒါပေမဲ့အဲ့ဒီဂရိတော်မြေပြည့်စုံခြင်းတွားဖို့လမ်းခီးမှာကြုံရတဲ့အခြေအနေတွေနဲ့ပတ်သက်လာရင်တော့သူတို့နားမလည်နိုင်တာတွေအများအားဖြစ်ကြတယ်ဒီနေ့ကျွန်တော်တို့နဲ့အလားတူတူပါတယ်ကျွန်တော်တို့လည်းဂရိတော်တွေဘလောက်ရရသတိတွေဘလောက်ရရတခုခုဆိုကျွန်တော်ရှိတ်ဖြစ်တာပဲတခုခုဆိုရင်ပြပြတလဲလဲဖြစ်တယ် တခုခုဆိုရင်တွေ့ဝေသွားတာမျိုးတွေကျွန်တော်တို့ဖြစ်တယ်အဲ့လိုဖြစ်တဲ့အတွက်လည်းကျွန်တော်တို့ကအချင်းချင်းအပြန်အလှန်တိစောက်ခြင်းနှုတ်ကပတ်တော်ကိုဖတ်ရှုခြင်းတရားတော်ကိုဆင်ခြင်ခြင်းနှလုံးတွင်းခြင်းကဒါအရေးကြီးလာတာပေါ့ဒါဆိုပြန်ပြန်ပြီးမှ remind လုပ်ရတဲ့တဘောရှိတယ်အဲ့တော့အတွေးသားနဲ့အသက်ရှင်ရတဲ့အခါကျတော့ဇာတိအတွေးသားပေါ်မှာတစ်ခါလေရင်သွားတဲ့အခါမှာ sub center ဘက်ကိုရင်သွားတဲ့အခါမှာအဲ့ဒါတွေကကျွန်တော်တို့ မကြာခဏရိုက်ခတ်တဲ့အခါကျတော့အမြဲတမ်းအချင်းချင်းပြန်လာတိဆောက်ခြင်းပြန်လည်ဆင်ခြင်ခြင်းနှလုံးသွင်းခြင်းကအမြဲတမ်းရေးကြည့်တယ်။ဒါကြောင့်ဘုရားခင်ကဣတရာလူမျိုးတွေကိုဥဆောင်တဲ့အခါသူ့ရဲ့လူအဖြစ်ဥဆောင်တဲ့ဘုရားရဲ့စကားတော်နဲ့အကြံစီတွေကိုတိဖို့အတွက်ပရောဖက်တွေကိုဆေးလွှတ်ထားတယ်။ဒါကြောင့်အမြဲတမ်းပြန်ပြန်ပြန်ပြီးနှလုံးသွင်းဖို့အတွက်ဘုရားခင်ကအမြဲတမ်းစကားပြောတယ်။အမြဲတမ်းစကားပြောတယ်။ဆိုတော့ဒါကိုကြည့်တဲ့အခါမှာခုနဆာလံကျမ်းကိုဖတ်သွားသလိုဘုရားခင်စီရင်တဲ့အမှုဟာစုံလင်တယ်။ဘုရားရဲ့တစ္ဆာတော်ကအစစ်ခံတယ်။ပြောပြီးသားစကားဘုရားတစ္ဆာတည်တဲ့စကားဖြစ်တဲ့တဲ့ဘလို့အချိန်လေးပဲကြုံကြုံအဲဒီခန္ဓာ ပြည်ကိုခန်းစားကိုခန်းစားရမယ်ခန္ဓာပြည်ကိုအပိုင်ပေးမယ်ဆိုတဲ့ဘုရားရဲ့ဂရုတော်နဲ့လက်ရှိကြုံတွေ့ရတဲ့အခြေအနေကိုယ့်ရဲ့အခြေအနေနဲ့စန့်ကျင်ပဲဖြစ်ပေမဲ့ဘုရားသခင်စီရင်တဲ့အမှုကစုံလင်တယ်။ဣတိလလူမျိုးတော်ရဲ့ခီလန်လျှောက်လုံးကြည့်တဲ့အခါမှာဘုရားသခင်စီရင်တဲ့အမှုကဘလောက်ထိစုံလင်တယ်လဲဆိုတာဘုရားခင်လှုပ်တာတွေအလုံးဟာဣတိလလူမျိုးအပေါ်မှာထားတဲ့ဘုရားရဲ့ဂရုတော်ပြည့်စုံဖို့ပဲဖြစ်တယ်ဆိုတာနားလဲရတယ်။အေဒုံပင်နဲ့လန်းနာကနေခြိသွားတဲ့အခါမှာအေဒုံပင်နဲ့လန်းနာကအယံကိုခက်ခဲကြမ်းတမ်းတယ်။ဒါမှအဲ့ဒီကာနာလမ်းမသွားဘဲနဲ့ကန်ယူတန်တဲ့တက်တက်ဖ ြတ်လျှောက်မယ်ဆိုရင်ရက်နှင်းငယ်နဲ့ရောက်မဲ့ခီးဖြစ်ပေမဲ့အဲ့ဒီအေတုံပင်လဲကန်းနာလန်ကတ်သွားတဲ့အခါကျတော့လမ်းနေရာအရန်ခက်တယ်ဒါပေမဲ့အာနေကင်းတယ်အော်ဣတရလူမျိုးတွေမသိခဲ့ဘူး။တော့ဘုရားခင်တော့သိတယ်။ဘာကြောင့်အဲ့ဒီခက်ခဲကြမ်းတမ်းတဲ့အေဒုံပင်လယ်နားကနေခေါ်ဆောင်တယ်လဲလို့ပြောရင်ကယုန်နန်းလန်နန်းတွားမယ်ဆိုရင်ရန်သူတွေများတဲ့အခါချက်ချင်းစိတ်ပြက်ပြီးမှလဲပြန်သွားနိုင်တယ် စိတ်ပြတ်သွားနိုင်တယ်ဒါကြောင့်ဘုရားခင်ကဒီဘက်ရန်သူတွေမရှိဘူးလမ်းကလေးရတော့ကျမ်းမယ်ဆိုတဲ့လမ်းနဲ့ဘုရားခင်ကသူတို့ကိုပို့ဆောင်အဲ့ဒါကိုဣတလူမျိုးတွေမသိဘူးပြန်စစ်စားကြည့်တဲ့အခါကျတော့ဘုရားခင်စီရင်တဲ့ဘုရားခင်တွေ့စီတဲ့ဘုရားခင်ပြင်ဆင်ပေးတဲ့နီလန်းနေအရာအလုံးဟာဣတလူမျိုးတွေအတွက်ပဲဖြစ်တယ် ဣတအလူမျိုးတွေပေါ်ထားတဲ့ဘုရားရဲ့ဂရုတော်ခံစားဖို့အတွက်ဘုရားခင်ပြင်ဆင်ပေးတယ်ဆိုတော့နားလဲရအဲ့တော့ကျွန်တော်တို့တက်တာထဲမှာလည်းဒါကစင်စင်စရာဖြစ်တယ်တခါတလေမှာဆုတောင်းတာပဲဖြစ်ဖြစ်နော်ဘုရားခင်ရဲ့လက်တော်ကိုမျှော်လင့်တာပဲဖြစ်ကျွန်တော်တို့ကကျွန်တော်တို့လက်ခံနိုင်တဲ့အတိုင်းအတာကျွန်တော်နားလဲတဲ့ပုံစံမျိုးနဲ့ပဲလုပ်စီခြင်းတယ်ဆုတောင်းရင်တောင်မှမနဲ့ဖြန်ဆိုတဲ့နေ့ရက်မှာမနဲ့ဖြန်ဆိုတဲ့အချိန်မှာကျွန်တော်တို့ကလိုချင်တာကိုကျွန်တော်တို့တောင်းဒါပေမဲ့ဘုရားခင်အလုလုတာကဘုရားခင်အကြံစီတိုင်းဘုရားခင်အချိန်တိုင်းလုလုတာ အဲ့ဒီခါမျိုးမှာကျွန်တော်တို့ဆူတောင်းချက်ကိုဘုရားခင်နားမညောင်းဘူးလို့အဲ့ဒီလိုမျိုးနားလေသွားတယ်ဒါပေမဲ့ဘုရားခင်ရှင်ရဲ့အမှုကတိတ်ကိုစုံနေပါတ တော့ကျွန်တော်မီတာစုနဲ့ပတ်သက်ပြီးစိုးရိမ်စရာအချို့ရှိတယ်ကျွန်တော်တို့ဆွတ်တောင်းခဲ့တဲ့မီတာစုတွေညဝတ်ပြုတ်တဲ့အခါမြဲတမ်းဆွတ်တောင်းတယ်ဆွတ်တောင်းတဲ့အခါကျတော့ဒီအခြေအနေကိုကိုယ်လည်းမမျောလင့်ပါဘူးဒါတွေပြည့်စုံလာမယ်လို့လည်းမထင်ပါဘူးစူးစမ်းမဲ့အပိုင်းတွေကိုအမြဲတမ်းစူးစမ်းရတယ်ပေါ့နော်လှုပ်ဆောင်မဲ့အပိုင်းတွေလှုပ်ဆောင်တယ်ဒါပေမဲ့ကိုမှုရောဘုရားခင်ထံအနန္တားတဲ့အခါကျတော့အချိန်ကာလတစ်ခုရောက်တဲ့အခါမှာအောင်းစရာကောင်းတဲ့အရှင်ပြည့်ပြည့်ချွတ်ချွတ်မှုမှုလှုပ်ဆောင်ရတဲ့အခွင့်ကိုဘုရားခင်ပေး ဒါကြောင့်ဘုရားခင်စီရင်တဲ့အမှုကစုံလင်နေဆိုတာအဲ့ဒါပဲဘုရားခင်တစ္ဆာအစ်စ်ခံဆိုအဲ့ဒါပဲကိုကတော့ကိုလိုချင်တဲ့အချိန်တိုင်းဖြစ်ပေမဲ့ဘုရားခင်ကတိကျသေးချာတဲ့အရေးကြီးတဲ့ဖြစ်တင်ဖြစ်တတ်တဲ့အချိန်တိုင်းမှာဘုရားခင်ကကျွန်တော်တို့ကိုပြည့်စုံစေတယ်ဒါကြောင့်ကျွန်တော်အသက်တာထဲမှာကျွန်တော်တို့လိုချင်တယ်လို့မဖြစ်ပေမဲ့ဘုရားခင်အကြံစီတဲ့ကနေလွတ်ထွက်မတော့ဘုရားခင်ဒီသူ့ရဲ့ဂရုတွေကိုခံစားစေမြင့်ကျွန်တော်တို့ရဲ့ခြေလမ်းတွေကိုစီရင်ပေးနေတယ်အဲ့ဒါကိုစိတ်ချဖို့လိုတယ်အဲ့ဒါကိုစိတ်ချသွားရင်ကျွန်တော်တို့တက်တာထဲမှာညှိသွားစရာမရှိတော့ဒါကြောင့်တုတ်တန်ချန်ခန်းကြီး30ပိုက်ခင်က ားမှာဘုရားခင်စကားတော်ရှိသည်ပြတည်စင်ကြယ်ဤခလုံးတော်သူအပေါင်းတို့နဲ့ဘုရားခင်ဒီအကွဲကဖြစ်တော်မူ၏အချိန်အနည်းကဘုရားစကားနဲ့ဆန့်ကျင်ပဲဖြစ်နေပါစေအောင်တော့ဘုရားစကားကိုအမှန်ခလုံးတဲ့သူအတွက်ဘုရားစကားဟာကိုယ့်ကိုကြွယ်ကြရာဖြစ်စီညင်ဝှက်ချင်းကိုဖြစ်စီအကျိုးဆက်ကအချိန်အနည်းနဲ့မဆိုင်ဘူးနော်အချိန်အနည်းကိုနှလုံးသွင်းခိုင်းတာမဟုတ်ဘုရားစကားကိုနှလုံးသွင်းခိုင်းတာဒါပေမဲ့ဣတအလူမျိုးတွေကအချိန်အနည်းကိုပဲနှလုံးသားထဲမှာထည့်ဘုရားစကားကိုနှလုံးသားထဲမှာမထည့်ဘူး ယုံကြည်ခြင်းနဲ့မယုံတော့ဘူးပေါ့အဲ့လိုမယုံတော့တဲ့အခါကျတော့မဖြစ်နိုင်ဘူးဆိုတော့အဖြေပဲထွက်တဲ့အခါညီးသွားတယ်ဘုရားရှင်ကိုစန့်ကျင်တယ်ဘုရားရှင်ကိုပုံကန်တယ်ဆိုတဲ့သဘောမျိုးအများအားဖြစ်လာအမှန်တော့ဘုရားရှင်စီရင်တဲ့အမှုကအယံကိုကောင်းအယံကိုကောင်းတယ်ဒါကြောင့်ဘုရားစကားနဲ့စန့်ကျင်ဘက်အခြေအနေဖြစ်နေအောင်တော့ကျွန်တော်ဒီဘုရားအကြံစီထဲကနေလွတ်ထွက်သွားတာမဟုတ်သိကြတယ်လုံးဝမထွက်ဘူးဘုရားဘလောက်ထိစိတ်ပြက်စရာကြုံကြုံခမရဘုရားရဲ့အကြံစီထဲမှာပဲရှိနေတယ်ကျွန်တော်လည်းဘုရားရဲ့လက်တော်ထဲမှာရှိနေတယ်အဲ့လိုရှိနေတဲ့အတွက် ဖျားစကားကိုခိုလုံပြီးဖျားစကားကိုနှလုံးတင်းဖို့ပဲလို့ရတယ်။ဒါကြောင့်တုတ်တန်ချန်ပြောတဲ့အတိုင်းဖျားစကားကကျွန်တော်ကိုငြိမ်ဝင်ခြင်းဖြစ်စေတယ်။ဘာလို့လဲဆင်ကျေတယ်ဆိုတာစကားတော်ကိုဝန်ခံခြင်းဟာကျွန်တော်အသက်တာထဲမှာအကျိုးကိုပဲဖြစ်စေမယ်။ဆိုးကျိုးကိုမဖြစ်စေဘူးတဲ့တဘော။ဒါကြောင့်ဖျားခင်စီရင်တဲ့အမှုကစုံလင်နေတဲ့တစ္ဆာတော်ကအစစ်ခံနေဆိုတဲ့တဘောကအဲ့ဒီမှာကျွန်တော်မြင်ရတာဖြစ်တယ်။ဒါကြောင့်ရှင်မတဲခရင်ချန်အခန်းကြီး7နော်အပိုင်ငယ်ကျွန်တော်တို့26လောက်ကနေကြည့်တဲ့အခါအဲ့ဒီတဘောလေးကိုကျွန်တော်တို့ပြန်တွေ့ရတယ် ဝင်လေးရဲ့ပြမန်းတော်သူအပေါင်းတို့ငါထံလို့လာကြတော့ငါဒီချမ်းတာပေးပြီဒီချမ်းစာရဲ့ contact အရာတော့ original meaning ကတော့ပြင်ကြတရားကြောင့်ဝင်လေးနေတဲ့သူတွေကိုခေါ်တာပေါ့နော်ဒါပေမဲ့လေဂျူးတွေကိုပြောနေတဲ့ဒီစကားရောကျွန်တော်တို့ကစင်ကျင်တဲ့ကဘလို့ဖြစ်မလဲလို့ပြန်ပြီးစဉ်းစားတဲ့အခါကျတော့ကျွန်တော်တက်တာမှလည်းဝင်လေးစရာအများကြီးရှိအဲ့ဒီဝင်လေးချင်းတွေရှိလာတဲ့အခါဘုရားခင်တန်းလာဘုရားခင်တန်းတိုးဝင်ဘုရားခင်ဘက်ကိုလက်လက်ရင်ငြင်းဝှချင်းချမ်းတာကိုရမယ်ဘာငြင်းဝှချင်းလဲလို့ပြောရင်အောက်မှာကြည့်တဲ့အခါမှာစိတ်နှလုံးတက်တာချင်းအဲ့တော့အခြေအနေတွေကတော့အမျိုးမျိုးဖြစ် စ်နေမယ်ဒါပေမဲ့ဖျားဘက်ကိုလဲ့တဲ့အခါဖျားထံကိုခိုလုံတဲ့အခါဖျားဘက်ကိုမျက်နှာမူတဲ့အခါမှာကျွန်တော်စိတ်နှလုံးဟာတက်တာ အချင်းချင်းမပြောင်းလဲပေမဲ့အတွင်းထဲမှာငြိမ်းတဲ့ချင်းခံစားဖရားပဲလဲ့တာဖရားစကားကိုနားထောင်တာဝန်ခံတာကစိတ်နှလုံးတက်တာချင်းကြောင်းဖြစ်တယ်တဲ့ဒါပေမဲ့ဖရားပဲလဲ့လိုက် စကားတော့ကိုဝန်ခံလိုက်တယ်စိတ်နှလုံးမှာအမြင့်ဆွဲလိုက်တဲ့အရာကကျွန်တော်ရဲ့စိတ်နှလုံးထဲမှာတက်တာချင်းအခွင့်ကိုရမယ်အဲ့တော့အောက်မှာဆက်ပြောတယ်ငါတပိုးကိုတင်၍ထမ်းကြလောငါထန်တိုင်းနီးခံကြလောငါဒီနူးညံ့တင်မွေနှင်းချတော့စိတ်တပိုးရှိတင်တို့စိတ်နှလုံးဒီတက်တာချင်းကိုရလိမ့်မည်တဲ့အကြောင်းမူကားငါတပိုးဒီထမ်းလို့ငါဝင်လဲပို့စိတ်နှလုံးတက်တာချင်းအခွင့်ရ နိုင်တဲ့စိတ်နှလုံးပေါ်ပါခြင်းလူမြောက်ခြင်းအခွင့်ရနိုင်တဲ့အသက်တာအဲ့ဒီအသက်ရှင်ခြင်းမှာဘုရားသခင်ကအလိုတော်ရှိတဲ့ခရိယအသက်တာကိုနှမျိုးတွေ့ရတယ်နံပါတ်1တော့ငါတပုတ်ကိုတင်းရင်ထမ်းပါတဲ့နံပါတ်1အဲ့တော့အတိတ်ဘယ်ကပါလဲဆိုအလိုတော်ဝင်ခံတာဘုရားရဲ့တပုတ်ဆိုတော့ဘုရားရဲ့အလိုတော်ဝင်ခံတာပဲနံပါတ်2တော့ငါထံနီးခံနီးခံတယ်ဆိုတော့ဇကားတော်ကိုနာခံခြင်း အလိုတော်ကိုဝန်ခံခြင်းစကားတော်ကိုနာခံခြင်းနှစ်ခုဟာကျွန်တော်စိတ်နှလုံးကိုတက်တာခြင်းပေါ့ပါခြင်းလူမြောက်ခြင်းကိုခံစားမယ်ဆိုတော့တဘိုးဆိုတဲ့အလိုတော်ဝန်ခံခြင်းကိုကြည့်တဲ့အခါမှာတိရခန်းကြီး15ပိုက်ငန်20နဲ့မှာအလိုလိုလိုက်ခြင်းဟာရစ်ပူဇော်ခြင်းအကျင့်ထက်တာ၍ကောင်းတယ် အဲ့တော့ရစ်ပူဇော်ခြင်းဆိုရဲလှုပ်ထုံလုံနည်းတွေခရိယံတယောက်မှရင်လှုပ်ကိုလှုပ်ရမယ်ဒါလှုပ်တင့်တယ်ဒါလှုပ်အပ်တယ်ဆိုရဲခရိယံမှန်ဆူတောင်းရမယ်ဖျားဆောင်သွားရမယ်အလူငွေပေးရမယ်လားပါဝင်ရမယ်ဆက်ကပ်ရမယ်အစီခံရမယ်အဲဆက်တဲ့ဖြစ် အတ္တကောင်းရမယ်ဆက်တဲ့ဖြစ်အဲ့ဒီလှုပ်တင့်လှုပ်အပ်တဲ့အရာမျိုးပေါ့လှုပ်တင့်တယ်လှုပ်အပ်တယ်ဆိုရဲအရာတွေထက်ဖျားခင်အလိုရှိတဲ့အရာအခုဘာလှုပ်စီခြင်းတယ်လဲလှုပ်တင့်လှုပ်အပ်တာတော့အများကြီးပဲနော်ဒါပေမဲ့အခုလှုပ်ရမယ့်အရာကဘာလဲဆိုရဲအဲ့ဒီအလိုတော်အခုလှုပ်ရမယ့်အလိုတော်ကိုလိုက်တာတာယူကောင်းတယ်အဲ့ တော့အလိုတော်ကိုဝန်ခံခြင်းကတစ္ဆာနဲ့ကိုးကွယ်ခြင်းပဲနာဝိညာဉ်နဲ့လည်းကောင်းတစ္ဆာနဲ့လည်းကောင်းအဲ့တော့အလိုတော်ဝန်ခံခြင်းဟာအရန်အရေးကြီးတယ်ဒါကြောင့်အလိုတော်ကိုဝန်ခံတဲ့သူကြည့်တဲ့အခါမှာတမချန်းစာထဲမှာလည်းအများကြီးပဲတိုင်းလောက်ကြည့်တဲ့အခါမှာအလိုတော်ကိုပဲဝန်ခံတယ်ဝန်ခံတဲ့အတွက်ဘယ်ချင်းနေရောက်ရောက်စိတ်နှလုံးသက်သာခြင်းပေါ့ပါခြင်းလွံ့မြောက်ခြင်းရှိတယ် ရှင်ဒီတင်းမှာလည်းပေါ့ပါခြင်းရှိတယ်လွမြောက်ခြင်းရှိတယ်စိတ်လုံးတက်တာခြင်းရှိတယ်ဘာကြောင့်လဲဆိုတော့သူအလိုတော်ကိုဝန်ခံတာအဲ့တော့တခါလေကျွန်တော်ပြန်စဉ်းစားတာပေါ့အလိုတော်ကိုဝန်ခံခြင်းနဲ့ပတ်သက်ရင်ကျွန်တော်ဘာကြောင့်လေးလံနေတယ်လဲပြန်စဉ်းစားတဲ့အခါကျွန်တော်တို့အတ္တထဲမှာဘုရားခင်အလိုတော်ကိုသိတယ်ဒါပေမဲ့တစ်ဖက်ကကျတော့လေကိုယ်ဆန္ဒအဲ့နှစ်ခုကလွန်ဆွဲနေတဲ့အခါကျတော့အဲ့မှာဘသူမှဘာမှမခိုင်းမိမယ်ကိုယ့်ထဲမှာပင်ပန်းနေတာဟိုဆန္ဒကိုလည်းမစွန့်လွတ်ချင်ဘူးဘုရားအလိုတော်လေးကလည်းနားထောင်ခြင်းနဲ့ဘုရားအလိုတော်နားထောင်လိုက်ဆန္ဒကိုစွန့်လွတ်ရမယ်စတဲ့ဖြစ်အဲ့ဒီချိန်ခွင်ရှာမှမရတဲ့ဒီပြဿနာပေါ့တစ်ဖက်ဖက်ကိုအလေးတာနေတဲ့ပြဿနာဟိုဘက် လာလေးပဲတာလိုက်ဖြစ်နေတဲ့ပြဿနာအဲ့လိုမျိုးလွန်ဆွဲနေတာဆန္ဒကိုစုပ်ကင်ထားတာအဲ့ဆန္ဒကိုစုပ်ကင်ထားပြီးမှကားတိုင်းလည်းထမ်းလို့မရအောင်ကားတိုင်းထမ်းခြင်းအသက်တာကဆန္ဒကိုမိမိဆန္ဒကိုညှင်းပယ်တာ အလိုလိုကိုဝန်ခံကရင်ထမ်းနေဆိုတော့အဲ့တော့ကိုယ်ဆန္ဒကိုစုပ်ကင်ထားပြီးအလိုလိုဝန်ခံဖို့ကြိုးစားနေတဲ့သူရဲ့အသက်တာကအမြဲတမ်းပင်ပန်းတယ်စိတ်နှလုံးကိုဒုံဒုံချပြီးအလိုလိုကိုဝန်ခံကိုယ့်ရဲ့အလိုကိုဘေးဖယ်ထားလိုက်တဲ့ကစိတ်နှလုံးအလိုပြည့်စုံရတဲ့အခွင့်ကိုကျွန်တော်တို့တက်တာထဲမှာရတယ်ဒါကြောင့်ခရင်အသက်တာဟာကရင်ထမ်းနေဆိုတော့ကရင်ကိုရှေ့ရှုလောကကိုကြောခိုင်းထားတာအခုကျတော့တချို့ကျတော့ကရင်ကိုကြောခိုင်းပြီးလောကကိုရှေ့ရှုတယ်လောကအရာတွေမှာပျော်မြွေ့တယ်လောကအရာပေါ်မှာပဲဝါကြွားတယ်လောကအရာနဲ့ဆိုင်ပြီးမှပဲဘုရားစကားကိုလည်းခံယူဒါကစန့်ကျင်ဘဲဖြစ်သွားတဲ့အသက်တာကရင်ထမ်းတဲ့အသက် တ္တမဟုတ်ခရင်အတ္တတာလည်းမဟုတ်တော့ဒါလောတရဲ့မယားအတ္တတာမျိုးဖြစ်သွားပြီအဲဒုတိယနင်းခံတာငါတိုင်းနဲ့နင်းခံဆိုစကားတော့ကိုနားထောင်နားခံတာအဲ့တော့ရှမတဲခရင်ကျမ်းမှာဆိုရင်နုကုပတ်တော်နဲ့အတ္တတာတိဆောက်ခြင်းအကြောင်းကျွန်တော်တွေ့ရအဲ့တော့ဘုရားစကားကိုနားထောင်နားခံခြင်းဟာကျွန်တော်အတ္တတာခံခံစရာအကြောင်းမိသားစုကိုနုကုပတ်တော်နဲ့တိဆောက်နေရင်လည်းမိသားစုခံခံစရာအကြောင်းဖြစ်တယ်ဒါကြောင့်တုတ်တန်ကျမ်းအခန်းကြီး1ပိုင်းငယ်33မှာဘုရားစကားနားထောင်ခြင်းဟာလုံခြုံခြင်းငြိမ်ဝှင့်ခြင်းရဲ့အရင်းမြစ်ဖြစ်တယ် ကျွန်တော်စိတ်နှလုံးထဲမှာပြပြတော့ကားတွေပွေနေတယ်ပူပန်နေရတယ်စိုးရိမ်နေရတယ်ဆိုရင်တည်ကြတယ်ကျွန်တော်နှလုံးသားထဲမှာဖြစ်ရမယ့်အရာကဖျားစကားတော်ကိုနားထောင်နာခံခြင်းဖျားစကားနဲ့အသက်တာတိဆောက်ခြင်းပဲပေါင်းခြင်းအားလုံးဟာကျွန်တော်ကိုစိုးရိမ်စရာတွေပူပန်စရာတွေ ထိန်လင်းစရာတွေကြောက်ရွံ့စရာတွေပေးနေပြီးဆိုသိကြတယ်ကျွန်တော်နှလုံးသားထဲမှာဆင်ခြင်ရမယ့်အရာကနှုတ်ကပတ်တော်ဖြစ်တယ်နားထောင်ရမယ့်အရာနှုတ်ကပတ်တော်ဖြစ်တယ်အတက်တာကိုတိဆောက်ရမယ့်အရာနှုတ်ကပတ်တော်အဖြစ်ဖြစ်တယ်အဲ့ဒါမှပဲအတ္တတာကိုခိုင်ခံ့ခြင်းကိုဖြစ်စီမယ်။ဘာကြောင့်လဲဆိုရင်နိတိခန်းကြီးနှစ်ပိုင်ငယ်ကိုမှပေါ်လို့ပြောရဲနှုတ်ကပတ်တော်တရားချီနှောင်ခြင်းနဲ့ကင်းတယ်။တကယ်တော့သူထောင်ထဲမှာရောက်နေတဲ့အခါအဲ့ဒါကိုပြောတာနော်။ ။အဖေနုကုပတ်တော်ခံယူထားတဲ့အခါကျတော့အပြင်အရာတွေခြိနှောင်ထားပေမဲ့လည်းအဲ့ဒီစိတ်နှလုံးထဲကလွမြောက်ခြင်းရှိနေတယ်။အတွင်းထဲကလွမြောက်ခြင်းအတွင်းထဲကတိဆောက်ခြင်းနုကုပတ်တော်ဟာအတွင်းထဲမှာစိတ်နှလုံးတက်တာခြင်းအခွင့်နှလုံးသားထဲမှာရတာဖြစ်တယ်။ညင်ဝှက်ခြင်းဟာအတွင်းထဲမှာရတာနုကုပတ်တော်အပြင်ရတဲ့ဝိညာဉ်တော်အပြင်ရ။ဒါကြောင့်ပြည့်ညက်တရားကျတော့တိပြီးမလွမြောက်နိုင်ဘူး။ပညာကတော့ ကိုလောက်အောင်ပါဘို့မလုံနိုင်တဲ့အခါလွံ့မြောက်ခြင်းမရောဒါပေမဲ့ဂျေစုတရားလို့ခေါ်တဲ့ဘုရားရဲ့နှုတ်ကပတ်တော်တမန်တရားကတော့တိသွားတဲ့အခါမှာလွံ့မြောက်ခြင်းကိုရတယ်တိသွားတဲ့အခါလုံခြုံခြင်းငြိမ်ဝှက်ခြင်းကိုရတယ်ဘာလို့ဆိုရင် twin ထဲမှာငြိမ်တူးခြင်းကိုဖြစ်စေတာဖြစ်တယ်ဒါကြောင့်ကျွန်တော်စိတ်နှလုံးသက်သာခြင်းအခွင့်ဟာကြားတဲ့တရားစကားကိုယုံကြည်ခြင်းနဲ့ယုံနိုးခြင်းထဲမှာရှိတယ်စိတ်နှလုံးသက်သာခြင်းအခွင့်တည်းစိတ်နှလုံးထဲမှာနှုတ်ကပတ်တော်အမြင့်ဆွဲခြင်းအဖြစ်ရနိုင်တယ်နံပါတ်3စိတ်နှလုံးသက်သာခြင်းဟာတရားအလိုတော်ကိုဝန်ခံခြင်း စက ားတော်ကိုနားထောင်နာခံခြင်းအဖြစ်ကျွန်တော်တို့ရဲ့အသက်တာထဲမှာစိတ်နှလုံးကိုတက်တာခြင်းအခွင့်ကိုဘုရားခင်ကရစေတာဖြစ်တယ်။အချင်းဒီတွေဘလောက်ဆူဆူအတွင်းထဲမှာဘုရားခင်ပေးတဲ့ငြိမ်ဝှချင်းချမ်းသာကိုရနေတဲ့သူကစိတ်နှလုံးတက်တာခြင်းနဲ့ပေါ့ပါခြင်းနဲ့ခရိယအသက်တာကိုအသက်ရှင်ဖို့ဘုရားခင်အလိုလိုရှိတယ်ဆိုတာလေးကိုပြောရင်းနေကုန်းချုပ်ပါတယ်။ရောက်ချင်းစီတိုင်းအတွက်နှုတ်ကပတ်တော်ဟာတိဆောက်เสียဖြစ်ပါစေ။